ရှင်ญาณิตกว่าธรรมเมษิญาอะอนุโมทนาเตยานีนี้ဖြင့်ปิงกุตระนิเกติกะนิปะปาลีโดมาลาชีเตอาธิปติยะตุฏฐังကိုขอจาไปมาဖြစ်ပါတယ်อาธิปติยะဆိုတာအကြီးအမှု လို့အဓိပ္ပာယ်ရလောကမှာပုထုဇဉ်တွေရဲ့သဘောတရားကပါပသမိန်ရမတိမနောဒီပုံရအားဖြင့်စိတ်ဆိုတာမကောင်းမှုမှာမွေ့လျော့တတ်တယ်ပေါ့အာယုံတစ်ခုကိုမြင်လိုက်တယ်ဆိုရင် positive thinking ထက် negative thinking ကပိုများသွားတာအကုသိုလ်ဖြစ်တဲ့အတွေးကအရင်ဆလာကြတာများတယ်အတန်တစ်ခုကိုကြားလို့ရှိရင်လည်းကောင်းတဲ့ရှုထောက်ကသုံးသက်တာထက်မကောင်းတဲ့ရှုထောက်ကသုံးသက်တဲ့စိတ်ကအရင်လာကြတာများတယ်အဲ့တော့လူသားတွေဟာတစုံတစ်ခုကြုံလာခဲ့ပြီဆိုရင် ကောင်းတဲ့ရှုထောင့်ကနေသုံးသက်တာထက်မကောင်းတဲ့ရှုထောင့်ကသုံးသက်တာများတယ်။ဒါကြောင့်အာယုံတွေနဲ့ကျုံလာတဲ့အခါမှာလူသားတွေဟာလောဘအလွယ်တကူဖြစ်ကြတယ်ဒေါသတွေအလွယ်တကူဖြစ်ကြတယ်မနာလိုဝန်တိုမှုအိတ်တမစ္စရိယတွေအလွယ်တကူဖြစ်ကြတယ်အကြောင်းမြတ်စွာဘုရားကပပသမိန်ရမတိမနောစိတ်ဆိုတာမကောင်းမှုမှပြောတယ် လူသားတွေဟာမိမိတို့ရဲ့စိတ်ကိုထိန်းချုပ်မှုမရှိဘူးဆိုရင်အာယုံတိုင်းအာယုံတိုင်းမှာမကောင်းတဲ့စိတ်တွေနဲ့ပဲချက်တန်းသွားကြတာများတယ်ပေါ့အေးစိတ်ကိုထိန်းချုပ်တဲ့သူတွေစိတ်ကိုထိန်းချုပ်နိုင်တဲ့သူတွေကပဲတတိတရားလေးနဲ့မြင်တဲ့အပေါ်ကြားတဲ့အပေါ်မှာတတိကလေးကက်ကက်ပြီးတော့ လောဘဒေါသအိတ်တမစ္စရိယမဖြစ်အောင်ဆောင်စည်းနိုင်ကြတယ်ပေါ့အဲ့တော့အကုသို့ဖြစ်အောင် စိတ်ကိုတကူးတကလေ့ကျင့်ပေးနေရစရာတော့မလို့တန်ត្រာမှာမကောင်းတဲ့အာယုံတွေမှာမကောင်းတဲ့စိတ်တွေနဲ့မွေးလျော်ခဲ့တာကအကျင့်ဖြစ်နေပြီဒါကြောင့်မကောင်းတဲ့စိတ်တွေဖြစ်ဖို့အတွက်ကိုတမင်လေ့ကျင့်နေစရာမလိုဘူး သူ့အလိုလိုကိုမကောင်းတဲ့အတွေ့အကြုံဝင်ဝင်ပြီးတော့မကောင်းတဲ့စိတ်တွေဖြစ်ဖြစ်လာတယ်။ဒီကောင်းတဲ့စိတ်ဖြစ်ဖို့အတွက်ကြတော့အတော်လေ့ကျင့်ယူရတယ်။တမထဘာဝနာတွေနဲ့ဝိပဿနာဘာဝနာတွေနဲ့ဒီရိုင်းဆိုင်နေတဲ့စိတ်ကိုယဉ်ကျေးအောင်ပြုပြင်ရတယ်။မငြိမ်မသက်ဖြစ်နေတဲ့စိတ်ကိုငြိမ်သက်အောင်လေ့ကျင့်ပေးရတယ်။အဲ့တော့ကောင်းတာတွေဖြစ်ဖို့အတွက်ကောင်းတဲ့စိတ်တွေဖြစ်ဖို့အတွက် အတော်ကိုလေ့ကျင့်ယူရတယ်အဲ့တော့ဒီအာဓိပတိယသုတ်တံမှာဘလို့လေ့ကျင့်မလဲဆိုတာကိုမြတ်စွာဘုရားနီလန်ပေးထားခြင်းဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဒီတရားဓမ္မကိုဟောတဲ့အခါမှာတရားနာပရိသတ်ဝိနည်းတတဝါတွေရဲ့ပါရမီတို့အင်္ဒြေတို့ဇယိုက်တို့ကိုကြည်ပြီးတော့ဟောတာဖြစ်လို့ပိဋကတ်၃ပုံထဲမှာ အကုသိုလ်တွေကိုဖယ်ရှားဖို့ကုသိုလ်တွေတိုးပွားဖို့အတွက်နီးအသွဲအသွဲပေးထားခဲ့တယ်ပေါ့အဲ့ဒီနီးလန်းပေါင်းများစွာထဲကဒီအာဓိပတိယတုတ်ဟာလည်းပဲနီးလန်းတစ်ခုဖြစ်တယ်လို့မှတ်ရမှာဖြစ်တယ်နံပါတ်1ကအတ္တာဓိပတိယလို့ခေါ်တယ်အတ္တာဓိပတိယဆိုတာမိမိကိုယ်ကိုယ် အလေးထားပြီးတော့အကုသိုလ်ကိုရှောင်တာကုသိုလ်ကိုပြုလုပ်တာအတ္တဓိပတိယမိမိကိုယ်ကိုအကြည်အမှုပြုလုပ်တယ်လို့ဘာသာပြန်ကြတယ်မိမိကိုယ်ကိုပဓာဏထားအကြည်အမှုထားအလေးထားပြီးတော့အကုသိုလ်ကိုရှောင်တာကုသိုလ်ကိုပြုလုပ်တာသစ္စာမယားကဒီတရားတော်ကိုယဟန်တော်တွေကိုဥတီပြီးဟောတာမို့လို့ယဟန်တော်တွေရဲ့ ဘဝပုံစံမျိုးနဲ့မစ္စဘုရားဟောတာလေယဟန်တပါကတရားတရားနဲ့သာသနာ့ဘောင်ကိုဝင်လာတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလူဘဝနဲ့ဖြစ်ကျင်ရတာကိုအားမရအောင်လူဘဝမှာကြာတော့မိသားစုကိစ္စစီးပွားရေးကိစ္စတွေနဲ့အချိန်လေးကုန်သွားတဲ့အတွက်ကြောင့် ိဇာဘုရားရဲ့အဆုံးအမကိုအချိန်ပြည့်မကြင်ကြံနိုင်ဘူးတတိပဒံတရားပွားများအထောက်တဲ့ယောဂီတွေဆိုရင်လည်းအချိန်ပြည့်တရားမမှတ်နိုင်ကြဘူးတတိတွေလွတ်သွားတာတွေများတယ်အိမ်မှာနေရင်တတိဇက်တိုက်မရတတ်ကြဘူးတတိတွေလွတ်လွတ်သွားတယ်ဒါကြောင့်ဒီယဟန်တော်ဟာလူဘဝမှာကြင်ကြံအထောက်ရတာကိုအားမရလို့ သာသနာ့ဘောင်ကိုဝင်ရောက်ပြီးတော့ကြင့်မယ်ဟဲ့ဆိုပြီးတော့ဘုန်းကြီးဝတ်လာခဲ့တယ်ပေါ့အဲ့တော့ဘုန်းကြီးဝတ်လာပြီးတော့တကယ်ဘုန်းကြီးလည်းဖြစ်ကောမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုပြည့်ပြည့်စုံစုံသူမကျင့်ဖြစ်ဘူးယဟန်ဖြစ်ပါလေနဲ့တရားဓမ္မတွေကိုမကျင့်ဘဲနဲ့ ကာမဂုဏ်အာယုန်တွေကိုရှာမိနေတယ်လူဘဝတုန်းကစွန့်ထားခဲ့တဲ့ဟာတွေကို ပြန်ရှာနေတာမြင်စရာအာယုန်တွေကြားစရာအာယုန်တွေဒီအာယုန်တွေကိုစွန့်ခွာပြီးတရားကျင့်မယ်ဆိုပြီးဘုန်းကြီးဝတ်လာတာဘုန်းကြီးဖြစ်ပြီးခါကျမှအဲ့ဒီအာယုန်တွေကိုပြန်လိုက်ရှာနေတာဒါမှမဟုတ်အဲ့ဒီထက်ဆိုးွားတဲ့ကာမဂုဏ်အာယုန်တွေကိုပြန်လိုက်ရှာနေတာ ဦးဇင်းတို့တန်ခါတော်တွေအချင်းချင်းတွေ့ရင်ပြောဖြစ်တယ်အေးတို့ဘုန်းကြီးတွေဟာသာသနာပေါင်းကိုဝင်လာတုန်းကတော့စင်ဖမ်းမယ်ကြားဖမ်းမယ်နဲ့ဝင်လာတယ်တကယ်တကယ်သာသနာပေါင်းရောက်တဲ့ခါကျတော့ဘာမှလည်းမဖမ်းဖြစ်ကြဘူးလူဘဝတုန်းကမလိုချင်လို့စွန့်ခဲ့တဲ့ကာမဂုဏ်အာယုန်တွေအပေါ်မှာပြန်ပြီးตายရပြီးတော့အချိန်ကုန်နေကြပါလားအချင်းချင်းပြောဖြစ်ကြတယ်အခုလည်းပဲဒီယဟန်တော်လေးဟာ ကာမဂုဏ်အာယုန်တွေကိုစွန့်ပြီးတော့ဘုန်းကြီးဝတ်လာတယ်တရားကျင့်ကြံမယ်ဆိုပြီးတော့ဒါပေမဲ့တကယ်တကယ်ကြတော့မကျင့်ဖြစ်ဘူးကာမဂုဏ်အာယုန်တွေနောက်ကိုပြန်လိုက်နေတယ်ပင်ကန်းဝူကြည်နဲ့ကာမဂုဏ်အာယုန်နောက်ကိုလိုက်နေတယ်တနေ့ तू ကတော်ထဲမှာရောက်သွားတဲ့အခါမှာတိတ်ဆိတ်ငြိမ်သက်တဲ့နေရာရောက်သွားတဲ့အခါမှာကိုယ့်ရဲ့ဘဝကိုပြန်ဆင်ရှင်မိတယ်ပြန်စဉ်းစားမိတယ် တိတ်ဆိတ်ငြိမ်သက်မှုဟာသူတော်ကောင်းတွေအတွက်ကဓမ္မကိုဖြစ်ပွားစေဖို့အကြောင်းထောက်ပံ့ဖြစ်တယ်။လူမိုက်တွေအတွက်ကမကောင်းမှုလုပ်ဖို့ထောက်ပံ့ဖြစ်သွားတာ။တိတ်ဆိတ်ခြင်းကိုအသုံးချတာချင်းမတူဘူး။သူတော်ကောင်းတွေကတိတ်ဆိတ်မှုကိုဘာဝနာအတွက်အသုံးချတယ်။လူမိုက်တွေကတိတ်ဆိတ်မှုကိုမကောင်းမှုလုပ်ဖို့အတွက်အသုံးချတယ်။ တိတ်ဆိတ်မှုကိုကြိုက်တဲ့ပုဂ္ဂိုလ်၂မျိုးရှိတယ်ပေါ့လူမိုက်တွေလည်းတိတ်ဆိတ်မှုကိုကြိုက်တယ်သူတို့ကောင်းတွေလည်းတိတ်ဆိတ်မှုကိုကြိုက်တယ်လူမိုက်တွေကြိုက်တာကမကောင်းမှုလုပ်ဖို့အတွက်သူတို့ကောင်းတွေကြိုက်တာကတရားပေါ်များအထုတ်ဖို့အတွက်မတူပေါ့နော်အခုလည်းဒီယဟန်တော်လေးကတောထဲကိုရောက်သွားတဲ့အခါမှာစဉ်းစားတယ်ပေါ့ငါဒီဖခင်ရဲ့အဆုံးအမတွေကိုကြင်ကြံအထုတ်မယ်ဟဲ့ဆိုပြီးတော့ အမကုံအာယုန်တွေကိုဆွန့်ခွာခဲ့တယ်မိသားစုအတိုင်းဝိုင်းတွေစီးပွားရေးတွေကိုဆွန့်လာခဲ့တယ်ဆွန့်လာပြီးခါကျမှတရားဘာဝနာကိုဘာမှအထုံးမှုမလုပ်ဘဲနဲ့ဒီကာမကုံတွေကိုပြန်ချာနေမယ်အဲ့ဒီကာမကုံထက်ပိုပြီးဆိုးရတဲ့ကာမကုံတွေကိုဆက်လက်ရှားပွေနေမယ်ဆိုရင်ငါအနေနဲ့မသင့်တော်ဘူးငါအနေနဲ့မသင့်တော်ဘူးဒါကိုကိုကိုပြန်လဲစဉ်စဉ်သုံးတန်နေတာ အတ္တာဓိပတိယဆိုတာမိမိကိုယ်ကိုအကြည်မှုပြုတယ်ဆိုတာကိုယ့်ကိုယ်ကိုပြန်သုံးသပ်နေတာတန်တရာဝန်ဆင်းရဲကထွံ့မြောက်ဖို့အတွက်ငါဝတ်လာတာဆုံးအတွက်ဘုန်းကြီးဝတ်လာတာမဟုတ်ဘူးနေစရာမရှိလို့ဘုန်းကြီးဝတ်လာတာမဟုတ်ဘူးဝိဇ္ဇာမရှိလို့ဘုန်းကြီးဝတ်လာတာမဟုတ်ဘူးအဲ့တော့စာဝုနေရေးမပြေလည်လို့ငါဘုန်းကြီးဝတ်လာတာမဟုတ်ဘူး လောကမှာအိုချင်းနာချင်းသေးချင်းဆိုတဲ့သဘောတရားတွေနှိမ့်ဆက်နေတယ်။ဝေးဖွားလာတဲ့တတ္တဝါတွေအလုံးဟာအိုကြရမယ်နာကြရမယ်သေကြရမယ်။အိုချင်းတရားတွေနှိမ့်ဆက်နေလို့နာချင်းတရားတွေနှိမ့်ဆက်နေလို့သေချင်းတရားတွေနှိမ့်ဆက်နေလို့အဲ့ဒီအိုချင်းနာချင်းသေချင်းရဲ့အဆုံးဖြတ်တဲ့အရတ္တဖို့တရားနိဗ္ဗာန်တရားကိုလိုချင်လို့ငါဖုန်းကြီးဝတ်လာတာလေ။ ဆိုတော့မင်းလိုချင်တဲ့အဲ့ဒီရတ္တဖို့နိဗ္ဗာန်မင်းရပြီလားကိုကိုကိုပြန်လဲသုံးသပ်အောင်နော်မင်းလိုချင်တဲ့အဲ့ဒီရတ္တဖို့နိဗ္ဗာန်မင်းရပြီလားမရသိရင်ဘာဘာတွေလုပ်နေတာတော့ရတ္တဖို့နိဗ္ဗာန်ကိုမချာဘဲနဲ့ဘာတွေလုပ်နေတာတော့ကိုကိုကိုပြန်ဆုံးပါအဲ့ဒါကိုအတ္တဓိပတိယလို့ခေါ်အဲ့ဒီလိုနဲ့သူဟာသူ့ကိုယ်သူ ဆုံးပါပြီးတော့ ကာမဂုဏ်အာယုံရှာမိမှုတွေကိုမလုပ်တော့ဘူးဘဝကိုပော့ပော့တဏံဖြစ်ကြောင်းမလုပ်တော့ဘဲနဲ့တိလတွေကိုဖြစ်ခြင်းပြီးတော့တမထဥပဒနာတွေပွားများအထုတ်ပြီး မကောင်းမှုတွေကိုပယ်တယ်ကုသိုလ်တွေကိုတက်လက်များစူးစမ်းအထုတ်တယ်ပေါ့အဲ့လိုမိမိကိုယ်ကိုစင်စင်တတိပေးပြီးတော့အကုသိုလ်တွေကိုခြောင်ရှားခြင်းကုသိုလ်တွေကိုပြုလုပ်ခြင်းကို အတ္တာဓိပတိယမိမိကိုယ်ကိုအကြည်မှုပြုလုပ်ပြီးတော့ ကုသိုလ်ကိုရှာဖွေခြင်းလို့ခေါ်တယ်အဲ့တော့ဒကာဒကာမများလည်းပဲဒါမိမိကိုယ်ကိုသုံးသပ်ရမှာဖြစ်တယ်ပေါ့နော်မိမိကိုယ်ကိုစဉ်းစားဆင်ခြင်ရမှာဖြစ်တယ်လောကမှာအကုန်တတ္တဝါတွေရတရားမှာကြည့်ပဲအဲ့တော့မတည်ခင်လေးမှာငါတို့တွေကုသိုလ်ဘလောက်လှုပ်ထားပြီးပြီလဲတရားဘာဝနာကောဘလောက်ထိအထောက်ထားပြီးပြီလဲဘဝအာမခံချက်ရကြပြီလားဆိုတော့ကိုယ်ကိုယ်မိကုန်းထောက်ကြရမှာဖြစ်တယ် နော်တန်ត្រာအတွက်အစင်သိဖြစ်နေပြီလားအခုသိမယ်ဆိုရင်ရောသိနိုင်တဲ့အနေအထားမျိုးကိုယ်မှရှိနေပြီလားအချိန်မရွေးသိရဲရဲလားမိကုန်နေပေးကြရမှာဖြစ်တယ်ကိုကိုကိုလေအတ္တဓိပတိယမိမိကိုကိုမိကုန်နေထုတ်မိမိကိုကိုပြန်နေသုံးသပ်ပြီးတော့အကုသိုလ်တွေကိုချောင်ချားခြင်းကုသိုလ်ကိုပြုလုပ်ခြင်းသဘောနော်အတ္တကိုအတ္တဓိပတိယလို့ခေါ်အဲ့တော့ဦးဇင်းတို့တရားဂမတွေရောယဟန်တော်တွေရောအချိန်မရွေးသေးရဲနိုင်အောင် ကုသိုလ်တွေကိုပြင်ဆင်ထားမှာဖြစ်တယ်ပေါ့။သိခြင်းတရားဆိုတာကเนาะအသက်ဘယ်လောက်မှမသိမယ်လို့ဘယ်သူမှအမှတ်ခံပေးချက်မရှိဘူး။အသက်90မှသိမယ်အသက်100မှသိမယ်လို့ဘယ်သူမှအမှတ်မခံဘူး။ဒီနေ့ခင်ကယောဂါတွေလည်းအလွန်များတယ်။တဘာဝဘေးအန္တရာယ်တွေလည်းအလွန်ပေါ်တယ်။စုတ်ကက်ကာလမှုလို့သိခြင်းတရားတွေကအကြောင်းတွေအများကြီးပဲသိနိုင်တဲ့အကြောင်းတရားတွေကအများကြီးပဲ။ ဒါကြောင့်ဒီနေ့သင်မယ်ဆိုရင်သင်နိုင်လောက်အောင်ထီကိုကိုမကလုံလောက်တဲ့ကုသိုလ်တွေရှိနေဖို့လိုတယ်။ဒါနတွေမဟုတ်ဘူး။သီလတွေလည်းခိုင်မာနေဖို့လိုတယ်။ဘာဝနာတွေလည်းဟောဘဝတစ်ခုအမခံချက်ရလောက်အောင်ထီကိုပေါ့များအထောက်ထားတဲ့နဲ့ပေါ့။အင်းကောင်းမီတာအတ္တာဓိပတိယနော်မိမိကိုယ်ကိုပြန်လဲသုံးသပ်ဆင်ခြင်ပြီးတော့စူးစမ်းပြီးတော့အကုသိုလ်တွေကိုရှောင်ကျဉ်ဖို့နဲ့မကောင်းကုသိုလ်တွေကိုပြုလုပ်ကြဖို့ပါပဲ။ အနံပါတ်2လောကာဓိပတိယလို့ခေါ်တယ်လောကကြီးကို အကြီးအမှုပြုပြီးတော့အကုသိုလ်တွေကိုခြောင်ချခြင်းကုသိုလ်တွေကိုပြုလုပ်ခြင်းတပေါ်လောကာဓိပတိယအဲ့တော့သာသနာပေါင်းကိုတရားဓမ္မကြင်ကြံမယ်ဟဲဆိုပြီးတော့ဘုန်းကြီးဝတ်လာတယ်ဘုန်းကြီးဖြစ်ဖြစ်နဲ့နောက်ပိုင်းမှာတရားဓမ္မတွေအာမတုတ်ဖြစ်ပဲနဲ့ ကာမဝိတက်တွေကြံစည်နေတယ်လူဘဝတုန်းကအတွေ့အကြုံကာမဂုဏ်အာယုန်တွေကိုပြန်စင်းစားနေတယ်ဝိဟိန္ဒဝိတက်ဗျာပါဒဝိတက်တွေဘု து ကိုဘလို့ညှင်းဆဲမယ်ဘု து ကိုဘလို့တတ်မယ်ဘု து ကိုဘလို့ဒုက္ခပေးမယ်ဆိုတဲ့မကောင်းတဲ့အတွေ့တွေချုပ်တွေးနေတာယဟန်ဖြစ်ပါလျက်နဲ့ကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေ့မျိုးတွေးတာဟာအလွန်ဆက်ဆုပ်စရာကောင်းတယ်လို့မြင်တယ်ဒီသူတော်ကောင်းတို့ရဲ့ယူနီဖောင်းဟာ ငိမ့်ချမ်းမှုသင်္ကေတတစ်ခုဖြစ်တယ်နော်ဒီတက်ခေါက်ဆိုးထားတဲ့နော်ဖန်ရည်ဆိုးထားတဲ့အဖို့ဆိုတာအရဟတတစားလို့ပြောကြတာကိုသူတော်ကောင်းတို့ရဲ့အမှတ်တရစိတ်တစ်ခုပဲနော်အရဟတတစားဆိုတာသူတော်ကောင်းတို့ရဲ့အမှတ်တရစိတ်ပဲအဲ့တော့သူတော်ကောင်းတို့ရဲ့အမတ်တစိမ့်ဖြစ်တဲ့ဝိယုံသင်္ကန်းကိုဝတ်ထားပြီးတော့ကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေးကိုတွေးနေတယ်ဆိုတာအလွန်ဆက်စုပ်ယုံချဖို့ကောင်းတယ် ထမကိုတတ်ဖို့ညှင်းဆဲဖို့တွေးနေတာတွေကအလွန်ဆက်စုံပြန်စားပွဲကောင်းတယ်မေတ္တာတရားထားရမယ့်အစားမေတ္တာတရားထားရမယ့်အစားသူတမကိုညှင်းဆဲဖို့သူတမကိုတတ်ဖို့ပဲကြံစည်နေတယ်ဆိုတာယဟန်တော်ဒီနဲ့မအပ်စပ်ဘူးယဟန်တော်ဒီနဲ့မလိုက်ဖက်ဘူးဒါကြောင့်သူကစဉ်းစားတယ်ဟောဒီလောကကြီးဟာတဲ့အလွန်ကျယ်ပြောတယ်အလွန်ကျယ်ပြန့်တယ်ဒီလောကကြီးမှာသူတစ်ပါးရဲ့စိတ်ကိုသိနိုင်တဲ့ နတ်ဗြဟ္မာတွေရှိတယ်သူတော်ကောင်းကြီးတွေရှိတယ်ယဟန်သူတော်ကောင်းကြီးတွေရှိတယ်အခုလိုသင်္ကန်းဝတ်ကြီးနဲ့ဘုသူကိုဘလို့ညင်းဆဲမယ်ဘုသူကိုဘလို့ဒုက္ခပေးမယ်ဘုသူကိုဘလို့တွယ်လိုက်မယ်နော်မကောင်းတဲ့အတွေ့တွေတွေးနေမယ်ကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေ့တွေတွေးနေမယ်ဆိုရင်ငါရဲ့စိတ်ကိုသူတော်ကောင်းတွေမြင်ပါပဲငါရဲ့စိတ်ကိုနတ်ဗြဟ္မာတွေမြင်ပါပဲ ပြီးရင်တို့အချင်းချင်းပြောနေကြမှာအေးဟိုယဟန်ကိုကြည်စမ်းပါအောင်သာသနာပေါင်းကဝင်လာတော့ကတော့တရားဓမ္မကိုကြည်ကြံမဲ့ဟဲ့ဆိုဝင်လာတယ်မကောင်းတာတွေတွေးနေလိုက်တာတရက်တရက်မကောင်းတဲ့စိတ်တွေနဲ့ပဲဖြစ်ကြော်နေတယ်အကုသိုလ်တွေနဲ့ပဲရောထွေးပြီးနေနေပါလားလို့တို့တော်ကောင်းတွေဟာအချင်းချင်းပြောနေကြလိမ့်မယ်နှက်ပြမာတွေကပြောနေကြလိမ့်မယ်လို့ကုကုကိုပြန်တတိပေးရတယ်လောကာဓိပတိယဆိုတာလောကကိုအကြီးမှုပြုတာနော် လောကကြီးမှာကိုယ့်ရဲ့စိတ်ကိုသိနိုင်တဲ့သူတော်ကောင်းတွေရှိတယ်ကိုယ့်ရဲ့စိတ်ကိုသိနိုင်တဲ့နတ်မြတ်တွေရှိတယ်။ဒါကြောင့်အဲ့ဒီယဟန်တော်ဟာမိမိတဏ္ဍမှာမကောင်းတဲ့အတွေးတွေဝင်လာမှာကိုစိုးရိမ်ထိတ်လန့်ပြီးတော့စူးစမ်းပြီးတော့တရားဓမ္မတွေပွားများအထောက်ရင်းနဲ့အကုသိုလ်တွေကိုချောင်ချတယ်ကုသိုလ်တွေကိုပြုတ်လုပ်တယ်လို့ဆိုလိုတယ်။တရားဓမ္မများလည်းပဲ မိမိတန်တမှာတရက်တရက်ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်ဘယ်ဟာအဖြစ်များလဲမေတ္တာအတွေးနဲ့ဝိဟိန္ဒအတွေးဘယ်ဟာများလဲနော်နိခမအတွေးနဲ့ကာမဂုဏ်အတွေးဘယ်ဟာများလဲကိုယ့်ကိုယ်ကိုပြန်နဲ့သုံးသပ်ရမှာဖြစ်တယ်ငါတို့ရဲ့စိတ်ကိုသူတော်ကောင်းတွေသိနေတယ်ငါတို့ရဲ့စိတ်ကိုနတ်ပြမာတွေသိနေတယ်ဆိုတာကိုမမေ့ကြနဲ့မမေ့ကြနဲ့ဒါကြောင့်မကောင်းတဲ့အတွေးတွေကိုအာရပါရလွတ်လွတ်လပ်လပ်ကြံစည်မနေကြနဲ့ ော်တော်များများကငါရဲ့စိတ်ကိုဘယ်သူမှ မသိတော့ဘူးဆိုပြီးတော့ဘုသူကိုမကောင်းကြံဒီသူကိုမကောင်းကြံဘုသူကိုမလို့ဒုက္ခပေးမယ်ဒီသူကိုမလို့ဒုက္ခပေးမယ်တွေးကြတယ်ကာမဂုဏ်အာရုံတွေနဲ့ပတ်သက်ပြီးတွေးကြတယ်ထင်တာပေါ့နော်ငါစိတ်ကိုဘယ်သူမှမသိပါဘူးငါကဘယ်သူမှမမြင်ပါဘူးလို့အိမ်ဆောင်တဲ့တည်ရှိပါတယ်မျိုးဆောင်တဲ့တည်ရှိပါတယ်တောဆောင်တဲ့တောင်ဆောင်တဲ့တည်ရှိပါတယ် သူတစ်ပါးစိတ်ကိုသိနိုင်တဲ့သူတော်စင်တွေသူတော်ကောင်းကြီးတွေရှိနေပါတယ်ဒီနေ့ခေတ်မှာเนาะဆိုတော့သူတော်ကောင်းကြီးတွေကကိုယ့်စိတ်ကိုမြင်လိုက်တဲ့အခါမှာဘလောက်ယုံစားစရာကောင်းမလဲဘလောက်အော်ဂလီဆန်စရာကောင်းမလဲเนาะစိတ်တန်ဥပဒနာကိုရှုကျင်ပို့တဘောပေါက်တယ်မိမိရဲ့စိတ်ကိုစက္ကန့်မလက်စောင့်ကြည့်နိုင်တိတ်ကောင်းတယ်စက္ကန့်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းမိနစ်တိုင်းကိုမိမိစိတ်ကိုစောင့်ကြည့် ဆရာတော်ဘုရားကြီးတည်းရဲ့စကားနဲ့ပြောမယ်ဆိုရင်ရှေ့စိတ်ကိုနောက်စိတ်နဲ့စောင့်ကြည့်ကြည့်တရက်တာမှာကောင်းတဲ့စိတ်တွေနဲ့မကောင်းတဲ့စိတ်ဘယ်ဟာများသလဲဆိုတာအဖြစ်တစ်ခုထွက်လာလိမ့်မယ်တရက်ကလေးကိုကောင်းကောင်းလေးစောင့်ကြည့်လိုက်နော်နည်းနည်းအလုပ်တွေအားတဲ့ရက်တွေမှာအချိန်လေးတစ်ခုပေးပြီးတော့ကိုယ့်ရဲ့စိတ်ကိုစောင့်ကြည့်ကြည့်လိုက်ပါဇနုမဟာကြီးဆရာတော်ဘုရားကြီးရှိစဉ်တုန်းကတက္ကမကြီးတူဆရာတော်ကြီးစီမှာတရားလာအထုတ်တယ် အဲ့ဒီကမာကြီးကဘုရားတကာကျောင်းတကာလို့ပြောရတော့အောင်တရားတရားအလွန်ကောင်းတယ်ကုသိုလ်တွေအလွန်လုပ်တယ်ရက်ကထဲမှာလည်းပဲစိတ်ကောင်းနှလုံးကောင်းရှိသူလို့နာမည်ရတဲ့တကမာကြီးတူဖြစ်တယ်ပေါ့တကမာကြီးကလည်းသူ့ကိုယ်သူအလွန်စိတ်ကောင်းရှိသူလို့ခံယူထားသူအဲ့တော့မာသီဆရာတော်ဘုရားကြီးထံမှာတတိပဒံအာထုတ်တဲ့အခါမှာစိတ်တဏှုပတနာလို့ခေါ်တဲ့သူ့ရဲ့စိတ်ကိုစောင့်ကြည့်တဲ့လူကိုသူလုပ်ဖြစ်သွားတယ်သူ့ရဲ့စိတ်ကိုသူစောင့်ကြည့်တယ် စိတ်ကိုစောင့်ကြည့်လိုက်တဲ့အခါမှာကောင်းတဲ့စိတ်တွေထက်မကောင်းတဲ့စိတ်တွေဖြစ်တာတွေကိုသူတွေ့လိုက်ရတယ်။တရက်တရက်ကိုမကောင်းတဲ့စိတ်တွေအတော်ဖြစ်နေပါလားဆိုတာကိုသူမြင်လိုက်ရတော့တော်လန့်သွားတယ်သူက။သူ့ကိုယ်သူသူတော်ကောင်းလို့သမုတ်ထားတာသူ့ကိုယ်သူဟုတ်လာပြီလို့ထင်ထားတာ။တကယ်တကယ်ဇက်တိုက်ခုနကလို့စက္ကန့်မလက်မိနစ်မလက်စက္ကန့်တိုင်းမိနစ်တိုင်းကိုမလွတ်တမ်းကိုယ်စိတ်ကိုစောင့်ကြည့်လိုက်တဲ့အခါမှာအမှန်တိုင်းတွေ့လာတယ်ဟော။မနာလိုတဲ့စိတ်တွေတဖွာဖွာပေါ်လာလိုက် မကျင်တဲ့ဒေါသစိတ်တွေတဘာဘာပေါ်လာလိုက်လိုချင်တဲ့ဘက်မှုစိတ်တွေတဘာဘာပေါ်လာလိုက်နေဖြစ်နေလိုက်တာဖြစ်နေလိုက်တာနော်ကောင်းတဲ့စိတ်တွေနဲ့မကောင်းတဲ့စိတ်တွေကိုပဲလိုက်ရှုနေရတာများနေတယ်ဝိပဿနာရှုတယ်ဆိုတာကောင်းတဲ့စိတ်ကိုလည်းရှုရတယ်မကောင်းတဲ့စိတ်ကိုလည်းရှုရတယ်အဲ့တော့မကောင်းတဲ့စိတ်တွေကို ရှုရတာတွေပိုပိုများလာတော့သူ့စိတ်ထဲမှာဘလို့ထင်သွားသလဲဆိုတော့ငါရိတ်တာမဝင်ခင်တော့ငါသူတော်ကောင်းမှာရိတ်တာမဝင်ခင်တော့ငါဒီလောက်ထိအကုသို့မများပါဘူးဖက်နဲ့အခုရိတ်တာဝင်လာမှပဲငါအကုသို့တွေများကုန်ပြီဆိုပြီးတော့ ခြေတော်ကြီးကိုသွားချောက်တာခြေတော်ဘုရားတပိတော်တရားမဝင်ခင်တုန်းကတပိတော်ရဲ့စိတ်ကအဲ့လောက်ထိမညစ်ပတ်ပါဘူးဘုရားတပိတော်ရဲ့စိတ်ကအဲ့လောက်ထိမစိုးပါဘူးတဲ့အခုတရားစကားဝင်လာမှတပိတော်ရဲ့စိတ်တွေကတော်တော်ရိုင်းနေတာတွေ့တယ်တော်တော်ဆိုးနေတာတွေ့တယ်မကောင်းတာတွေအဖြစ်များနေတာတွေ့တယ်ခြေတော်ဘုရားကြီးရချင်းပြတက္ကမကြီးဒီအကုသိုလ်တွေးတွေအကုသိုလ်စိတ်တွေကတရားစကားဝင်လာမှဖြစ်တာမဟုတ်ဘူးတရားစကားမဝင်ခင်တက္ကမကြီးအိမ်မှာနေကြတဲ့ကရှိနေတာပါ တကယ်မကြီးကသတိမထားမိလို့ပါမိမိရဲ့စိတ်ကိုမိမိသတိမထားမိဘူးကောင်းတဲ့စိတ်တွေဖြစ်လာလောက်ကိုပဲသတိထားမိတော့ကိုကိုကိုကောင်းလာပြီသူတို့ကောင်းလို့ထင်နေတာအခုစိတ်တနုပဒနာချုပ်ွက်နဲ့စိတ်ကိုမလွတ်တမ်းနော်စိတ်ကိုအပြောက်မခံမိခင်တယောက်ဟာသူ့ကလေးငယ်လေးကိုအပြောက်မခံတယ်လို့ကိုယ့်ရဲ့စိတ်ကိုအပြောက်မခံဘဲနဲ့ဓာတ်ရှောက်နောက်ကနေတကောက်ကောက်ကြည့်နေတာစိတ်စိတ်ကိုနောက်ဆက်နဲ့တကောက်ကောက်ကြည့်နေတဲ့အခါမှာအဲ့ဒီမှာအမှန်တိုင်းတွေ့ရတာပဲပေါ့ နော်အရင်တုန်းကမရှိလို့မဟုတ်ဘူးရှိနေတယ်သတိမထားမိလို့မမြင်တာအခုတော့သတိထားမိလို့မြင်သွားပြီအဲ့ဒါကိုစူးစမ်းပြီးရှုရင်တဖြည်းဖြည်းနဲ့အဲ့မကောင်းတဲ့စိတ်တွေအဖြစ်နှဲလာလိမ့်မယ်ဆိုတော့ကျွန်တော်ကြီးကရှင်းပြအဲ့ကြောင့်ပြောချင်တာကမိမိတို့ရဲ့စိတ်ကိုတိနိုင်တဲ့သူတော်ကောင်းတွေရှိတယ်ကိုကိုတိုင်းနဲ့တိနိုင်အောင်စူးစမ်းကြည့်ပါကိုစိတ်ကိုချိန်လေးတစ်ခုပေးပြီးတော့စောင့်ကြည့်လိုက်လို့ရှင်ဘလို့စိတ်တွေအဖြစ်များတယ်လဲဆိုတာကိုမြင်ရလိမ့်မယ်တွေ့ရလိမ့်မယ်နော် ။ဒါကြောင့်မကောင်းတဲ့အတွေးတွေကိုတွေးမယ်ဆိုရင်သတိရလိုက်ပါ။လောကမှာသူတော်ကောင်းတွေငါတို့စိတ်ကိုသိနေတဲ့သူတော်ကောင်းကြီးတွေရှိတယ်နော်။ငါတို့စိတ်ကိုမြင်နေတဲ့နတ်မြတ်မာတွေရှိတယ်နော်ဆိုတာဒီကိုတွေးမိတိုင်းတွေးမိတိုင်းမကောင်းတဲ့အတွေးတွေကိုဖျက်ချပါ။မကောင်းတဲ့အကြံစီတွေကိုတွေးမိတိုင်းတွေးမိတိုင်းဖျက်ချပါ။အဲ့ဒါကိုလောကအဓိပတိယလောကကိုအကြည့်မှုထားပြီးတော့မကောင်းမှုတွေကိုစွန့်လို့ကောင်းတာတွေကိုပြုလုပ်တဲ့နည်းအဲ့နံပါတ်3နောက်ဆုံးနည်းတစ်ခုကဓမ္မအဓိပတိယလို့ခေါ်တာ ရဟတော်ဟာသာသနာပေါင်းကိုတရားကျင့်ကြံဖို့ဝင်လာတယ်။ဒါပေမဲ့သူကပြင်းနေတာ။တရားအမှတ်ထုတ်ပြဖို့ပြင်းနေတာ။တရားအမှတ်တွေလွတ်နေတယ်။မိမိလေးရောနေနေတယ်။ရေးလာဝါလာစကားများပြီးအချိန်လေးဖြုံး။အိတ်လိုက်စားလိုက်နဲ့အချိန်လေးကုန်းနေတယ်သာသနာပေါင်းမှာ။အဲ့တော့သူပြန်နေသုံးသက်တယ်။မြတ်စွာဘုရားဟာတောခန္တော်ဘဂဝတာဓမ္မောတရားဓမ္မကိုကောင်းမွန်စွာဟောကြားတော်မူခဲ့တယ်။တန်ဋိဌိကကိုယ်တိုင်သိနိုင်အောင်ဟောထားတဲ့တရားဖြစ်တယ်။ ိုယ်နိုင်သိနိုင်တဲ့တရားတွေဖြစ်တယ်။အဂါလီကအကျိုးပေးဖို့အတွက်ကိုအခါမလင့်ဘူးအခါစောင့်မနေရဘူးအခုအထုတ်အခုရနိုင်တဲ့တရားမျိုးတွေဖြစ်တယ်။နော်မညံရဲ့အခြားမဲ့မှာဖိုတန်းရတာကိုဒါကိုအဂါလီကလို့ပြောကြတယ်။နော်အခုတရားအထုတ်လို့ဝိပဿနာဉာဏ်တွေတက်သွားလို့မညံရပြီဆိုရင်ချက်ချင်းဖိုလာတာပဲ။ဘုရားစားနားမလည်တဲ့သူတရားကြတော့မပီးဒါနဲ့ဖိုရဖို့စောင့်ရအောင်မယ်လို့ထင်နေတာ။အာဒီဝါတွင်မှာတော့ မညံပဲရာသေးတယ်အနောက်ဝါရလို့ရှိရင်ဖူညံရအောင် အထုတ်မယ်လို့ပြောကြတာတကယ်တော့တလွဲကြီးတွေနော်အကာလီကောဆိုတာအခါမလင့်မဆောင်ရဘူးအခုမကြတာနဲ့ချက်ချင်းတန်းပြီးတော့ဖိုးလာတယ်မဲ့ရဲ့အချားမဲ့မှာဖိုးလာတယ်ဒါကိုအကာလီကောလို့စာပြထဲမှာဆိုတယ်အိပတိကောနော်ဘုရားရဲ့တရားတော်တွေကလာစမ်းမှာကြည်စမ်းမှာလို့ဖိတ်ခေါ်ထိုက်တဲ့တရားမျိုးဖြစ်တယ်ဩပနိယီကောမိမိစိတ်မှာစွဲကပ်နေအောင်ဆောင်ထားတဲ့တရားဖြစ်တယ်ပစ္စတံဝိရိတ္တဘောဝိညုယ ပညာရှိသူတော်ကောင်းကြီးတွေကိုစီကိုငါသိလိုက်တဲ့တရားဖြစ်တယ်လို့အဲ့တော့ဒီတရားမျိုးကိုငါတို့ရဲ့သတင်းသုံးပေါ်တွေသိတယ်အထောက်ကြတယ်ဒီတရားတွေကိုရရှိတဲ့သူတော်ကောင်းတွေရှိတယ်သာသနာထဲမှာအဲ့တော့ငါကအဲ့ဒါကိုတရားအမထုတ်ဘဲနဲ့ပြင်းနေတယ်စားလိုက်အိတ်လိုက်နဲ့အချိန်တွေကုန်နေတယ်မသိတော့ဘူးဒါဓမ္မကိုအာရုံပြုပြီးတော့ကိုကူကူပြင်းတာဖခင်ကတရားတော်ကိုကောင်းစွာဟောထားတယ်ငါကအိတ်နေတယ်ဒီတရားတွေကိုရရှိတဲ့သူတော်ကောင်းတွေလောကမှာရှိတယ်ငါကပြင်းနေတယ် ဖြစ်တင်ဘူးဒါမဖြစ်တင်ဘူးဆိုပြီးကိုယ့်ကိုယ်ကိုပြန်တတိပေးပြီးတော့เนาะတရားဓမ္မတွေကိုအထုတ်ဖြစ်တယ်ပုံကုသိုလ်တွေကိုကြိုးစားအထုတ်တယ်အကုသိုလ်တွေကိုပယ်တယ်အဲ့ဒါကဓမ္မကိုအဓိကထားပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ဖို့ကြိုးစားတာကိုဓမ္မာဓိပတိယလို့ခေါ်တယ်အဲ့တော့ဒကာဒကာမများလည်းပဲဒီတိုင်းပဲအခုသာသနာနဲ့ဂျုံနေပြီဘုရားသာသနာနဲ့ဂျုံတဲ့အခိုက်မှာเนาะမြတ်စွာဘုရားဒီလေးအသင်္ချေနဲ့ကဘာရသိန်းပါရမီဖြည့်ပြီးတော့ နော်ဘုရားဖြစ်လာခဲ့တယ်ဘုရားဖြစ်လာတဲ့ဘဝမှာလည်းပဲမနေမနားနဲ့45ပါးကာလပတ်လုံးသစ္စာ၄ပါးတရားတွေကိုဟောခဲ့တယ်အဲ့ဒါကိုငါတို့တွေကနော်ဒီတရားတော်တွေကိုမတိကျိုးချုံပြုလို့မတော်ဘူးနော်ဒီတရားတော်တွေနဲ့ပတ်သက်ပြီးတော့ငါတို့အားထုတ်တဲ့နဲ့စူးစမ်းတဲ့နဲ့ကိုကိုကိုတတိပေးကြရမှာဖြစ်တယ်ဘုရားဘက်ကတာဝန်ကြီးနေတယ်ဒုတာဘက်ကနေဘက်ကတာဝန်မကြီးဘူးနော်ကိုကိုကိုပြန်ဆုံးမရမှာဖြစ်တယ်ဒါကြောင့်ဓမ္မကိုအလေးထားပြီးတော့ နော်မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုကြင်ကြံအထောက်နိုင်ဖို့အတွက်ကိုကိုကိုပြန်ဆုံးမရမယ်လို့ဆိုလိုတယ်။ကောင်းပြီဒီတော့အာဓိပတိယသုတ်ဆိုတာမိမိကိုယ်ကိုအလေးထားပြီးတော့ဆင်ခြင်သုံးသက်လောကကြီးကိုအလေးထားပြီးတော့ဆင်ခြင်သုံးသက်ဘုရားဟောကြားထားတဲ့ဓမ္မတွေကိုအလေးထားပြီးတော့ဆင်ခြင်သုံးသက်ပြီးစူးစမ်းအာကုသို့စူးစမ်းပြီးတော့အာကုသို့တွေကိုရှောင်ကုသို့တွေကိုပြုလုပ်ကြရမယ်လို့ဆုံးမထားတဲ့တရားတစ်ပုဒ်ဖြစ်ပါတယ်နော်။ဒါဒီနေ့လူချင်းများနဲ့တကွဓမ္မမိတ်ဆွေများအားလုံး မကောင်းမှုတွေကိုလို့ရှင်စိတ်ပေါ်လာတိုင်းပေါ်လာတိုင်းဒီတရားဒေသနာတော်မှာဆုံးမထားတဲ့အတိုင်းเนาะမတော်ဘူးမသင့်တော်ဘူးငါတို့ရဲ့အတွေ့တွေငါတို့ရဲ့စိတ်တွေကိုသိတဲ့သူတွေရှိနေတယ်သာသနာနဲ့ကြုံတော့မှာငါတို့ပြင်းနေလို့မတော်ဘူးအရှင်လေးတခုပေးပြီးတော့ငါတို့တွေစ조사အထောက်ရမယ်လို့ဒီလိုနှလုံးသွင်းကြပြီးတော့ဖခင်အဆုံးမတော်အတိုင်းလက်တွေ့လိုက်နာကျင့်သုံးပြီးတော့လောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီစ조사အထောက်နိုင်ကြပါစေကုန်သတည်း Oh. Uh...